်စုဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်လို့ဧပြီလအတွင်းကကြေညာခဲ့ပါတယ်။ဒါအပြင်စစ်အုပ်စုဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန့်တားခြင်းမှကာကွယ်ရေးဥပဒေဆိုပြီးဇူလိုင်လ29ရက်နေ့မှာအတည်ပြုခဲ့ပါသေးတယ်။ဒီလိုရွေးကောက်ပွဲကျင်းပဖို့လုံပန်းနေတဲ့စစ်ကောင်စီရဲ့ကြိုးပမ်းမှုတွေနဲ့အတူစစ်အုပ်စုလော်ဘီတွေကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစင်စစ်ပြက်ဖြန့်ဝေမှုတွေလှုံ့ဆော်ခဲ့ပါတယ်။ ဒါအပြင်စစ်အုပ်စုလော်ဘီတွေဖြန့်ဝေနေတဲ့အထက်မှာရွေးကောက်ပွဲကိုစန့်ကျင်သူတွေကိုဖမ်းဆီးဖို့လှုံ့ဆော်မှုတွေရှိခဲ့ပါတယ်။ခင်ဝင်းမောင်၊ရွှေနေကြာ၊ True Media နဲ့ MDY Image Telegram Channel တွေကနေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Facebook ပေါ်မှာရေးသားတဲ့ပြည်သူတအုပ်ကိုဖမ်းဆီးဖို့ဩဂုတ်လ24ရက်နေ့မှာဖြန့်ဝေခဲ့ပါတယ်။ဒီလိုလှုံ့ဆော်ခဲ့ပြီးမကြခင်မှာပဲရွေးကောက်ပွဲအကြောင်း Facebook မှာရေးသားခဲ့သူဟာတကယ်ဖမ်းဆီးခံခဲ့ရပြီး ထောင်နောက်ခုနှစ်အထိချမှတ်ခံခဲ့ရပါတယ်။ဆင်အုပ်စုအတည်ပြုထားတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားခြင်းမှာကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးထောင်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုဖမ်းဆီးထောင်ချခံခဲ့ရတဲ့ဖြစ်စဉ်ကိုလည်းစစ်ကောင်စီလော်ဘီတွေကထပ်မံဖြန့်ဝေခဲ့ပါသေးတယ်။ဒီဖြစ်စဉ်ကိုမှီတည်ပြီးဆင်အုပ်စုလော်ဘီတွေဟာရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်သူတွေပြောဆိုသူတွေရွေးကောက်ပွဲဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှာ လုံသမျှအရေးယူမှာဆိုပြီးဩဂတ်လအတွင်းကချင်းချောက်ပြောဆိုခဲ့ပါသေးတယ်။ဒီရွေးကောက်ပွဲကာလမှာတရားအခြားသောဥပဒေတွေနဲ့ကျွန်တော်အရင်ပြပါအောင်။ပြီးခဲ့တဲ့ရက်ကမှာအစ်စ်ပြထားလိုက်တဲ့ပါတီစုံဒီမိုကရေစီသူတို့ရွေးကောက်ပွဲများကိုနှောက်နှောက်ရှက်ခန္ဓာချင်းမှကာကွယ်ဥပဒေဒါနဲ့ပဲယူပါမလဲ။အရေးယူပါလိမ့်မယ်။ဒီဥပဒေကကျွန်တော်တို့အခြားသောဥပဒေတွေထက်ပိုပြီးတော့လည်းပြင်းထန်တယ်။တော်တော်ကြီးကိုပြင်းထန်ပါလေ။ဒါကြောင့်ခင်ဗျားတို့လက်မဆော့ရနဲ့။ ခင်ဗျားတို့လက်ဆော့ကျင်တော့ခင်ဗျားတို့အိမ်ထဲမှာပြောလို့ဆိုလို့ရတယ်ခင်ဗျားတို့ online မှာတက်မပြောနဲ့ online မှာလည်းတက်မပြောနဲ့ဒီကခင်ဗျားတို့ကလာယူကောက်မနဲ့ပတ်သက်ပြီးတော့အာယူဒီယူကောက်မမထောက်ခံဘူးကန့်ကွက်တယ်ရှုံချချသဖြင့်ခင်ဗျားအဲ့ဒီလိုလုံးလေခင်ဗျားတို့ရေးရပါအများပြည်သူရှိမှခင်ဗျားတို့လူလူစုလူဝင်တွေလောက်တာလေခင်ဗျားတို့ယူမယ်ပြီးရွက်ောက်ဝဲကိုဒါဟန်တာတာတွေနှောက်ရတာတွေအဲ့ဒီပေါင်နေရတဲ့အကျုံးဝင်တဲ့အရာအလုံးလုံးတမယောက်ကိုယူမှာနောက်ဆုံးခင်ဗျားတို့ဒါရွက်ောက်ဝဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျိုးမျိုးနယ်မျိုးနယ်မှာရှိတဲ့ဆိုင်ပုတ်တွေ လမ်းတွေတွေမှာရင်ဆိုင်ပုတ်တွေဒါတွေကိုခင်ဗျားတို့ကဖြတ်စင်းရင်လည်းပြင်းထန်တဲ့ဥတွေနဲ့ရေးမှာအရေးယူမှာအဲ့ဒီနေရာမှာခင်ဗျားတို့ကဟာလာလူတယောက်ကိုနာကျင်စေမှုနာကျင်အောင်လုပ်တယ်ဆိုလေခင်ဗျားအဲ့မှာတကယ့်ကိုနှိမ့်ရှေထောင်တဲ့များစွာနဲ့ခင်ဗျားတို့အပြစ်ပေးအရေးယူမှာဒါကြောင့်ခင်ဗျားတို့လမ်းမလမ်းမဆော့ရနဲ့လမ်းမဆော့ရနဲ့လမ်းဆော့ရင်တော့ခင်ဗျားတို့ခံရမှာခံရမှာအဲ့တော့ကျွန်တော်ကတော့မသိလို့ဒီလိုမျိုးရေးလိုက်ပါလေကျမတို့မသိလို့ဒီလိုမျိုးရေးလိုက်ပါလေမရဘူးဒါအပြင်စက်တင်ဘာလအတွင်းမှာ စစ်ကောင်းဆောင်ကလည်းရွေးကောက်ပွဲကိုဖျက်ဆီးသူတွေကိုထိရောက်စွာအရေးယူမယ်ဆိုပြီးပြောဆိုမှုတွေလှုံ့ဆော်ခဲ့ပါတယ်။လက်ရှိအချိန်ထိစစ်အုပ်စုထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးခံရသူဟာအယောက်60ကျော်ထိရှိနေပြီလို့စစ်အုပ်စုကကြေညာထားပါတယ်။ဒါအပြင်လက်ရှိအချိန်ထိလည်းအဆိုပါဥပဒေနဲ့အရေးယူထားမှုတွေဆက်လက်လှုံ့ဆော်နေစေဖြစ်တာကိုအော်တိုဘားလ15ရက်နေ့ကစစ်အုပ်စုရဲ့ပြန်ကြားရေးကကြေညာထားပါတယ်။ဒီအချိန်မှာပဲ စစ်အုပ်စုထိန်းချုပ်သတင်းစာတွေကနေတဆင်လဲဗိုလ်ချုပ်အောင်ဆန်းရဲ့ရွေးကောက်ပွဲမိန့်ခွန်းကိုဖော်ပြပြီးတစ်ဖက်လက်နဲ့ပြည်သူတွေကိုချိန်ချောက်ဖို့ကြိုးပမ်းခဲ့ပါသေးတယ်။ဒီလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူကိုဖမ်းဆီးထောင်ချတဲ့လုပ်ရက်တွေမတိုင်ခင်ကလည်းရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ရွေးကောက်ပွဲစန့်ကျင်နေဆိုရင်အကြမ်းဖက်ဖို့လှုံ့ဆော်ရေးသားမှုတွေလည်းစစ်ကောင်စီလော်ဘီတွေလှုံ့ဆော်ခဲ့ပါသေးတယ်။ဒီဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်စစ်အုပ်စုနဲ့စစ်လော်ဘီတွေဟာ ရွေးကောက်ပွဲကိုအကြောင်းပြချက်တစ်ခုအနေနဲ့သုံးပြီးဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကနေတခြားပြည်သူတွေကိုဖန်ဆီးဖို့ချိန်ချောက်မှုတွေအကြမ်းဖက်ဖို့လှုံ့ဆော်မှုတွေကိုဝါရဖြန့်ချီရေးနဲ့အတူစနစ်တကျအုပ်စုပွဲလှုပ်ဆောင်မှုတွေရှိလာနေကြောင်းအသိပေးတင်ပြလိုက်ရပါတယ်။